အားလုံးပဲမင်္ဂလာပါဒီနေ့တော့စိတ်ဝင်စားစရာနောက်ဆုံးရဘောလုံးသတင်းတချို့ကိုစူးစီးတင်ဆက်ပေးသွားဖို့ရှိပါတယ်အရင်ဆုံးအနေနဲ့ Everton က Fulham သင်းရဲ့နောက်ခံလူ Kenny TT ကိုခေါ်ယူဖို့အတွက်တော်တော်လေးနှီးဆက်နေပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်အသက်29နှစ်အရွယ် Netherlands နောက်ခံလူ Kenny TT ကဖူဟန်အသင်းရဲ့ဒီလာကုံရင်စာချုပ်တည်တန်းကုံမှာဖြစ်ပြီးတော့ကစားသမားအနေနဲ့အသင်းကထွက်ခွာခြင်းနေပေမဲ့ဖူဟန်အသင်းကတော့ TD ကိုအသင်းမှာဆက်ရှိဖို့အတွက်နောက်ဆုံးအချိန်ထိစာချုပ်တက်တန်းတိုးဖို့အတွက်ကြိုးစားသွားမယ်လို့ဆိုပါတယ်။ Everton ဘက်ကတော့ TD ကိုခေါ်ယူဖို့အတွက်တော်တော်လေးနှီးစက်နေပြီဖြစ်ပြီးတော့ဥရောပသတင်းတွေအရ3နှစ်စာချုပ်နဲ့ခေါ်ယူဖို့စီစဉ်နေတယ်လို့လည်းသိရတာပါ။နောက်ထပ်တစ်ပုဒ်ကတော့ Manchester United အသင်းရဲ့တိုက်စင်မှု Market Rashford က ဘာစီလိုနာရဲ့အသက်18နှစ်အရွယ်စေဂျိုသက်စူပါစတာလမင်းယာမန်နဲ့အတူတွဲပြီးတော့ကစားကျင်တယ်လို့ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။မာကက်ရက်ရှ်ဖို့ကမန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူရာသီကြိုးပြိုင်ပွဲတွေမစခင်စပိန်မြေမှာကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေပြုလုပ်နေစဉ်အတွင်သတင်းတောက်တဦးရဲ့မိကုန်းကိုအခုလိုဖြေချလိုက်တာ ဖြစ်ပါတယ်။အသက်28နှစ်အရွယ်အင်္ဂလန်တိုက်စစ်မှုမာကက်ရက်ရှ်ဖို့ဟာ ပြီးခဲ့တဲ့နှစ်ကအက်စွန်ဗီလာအသင်းကိုငှားနဲ့တွားရောက်ကစားခဲ့ပြီးမန်ချက်စတာကိုပြန်ရောက်ချိန်မှာတော့နိပြအာမိုရင်လက်အောက်မှာမကစားလို့ပဲအသင်းပြောင်းဖို့အတွက်စီစဉ်လာခဲ့တာဖြစ်ပါတယ်ဘာစီလိုနာနဲ့မာကရက်ရှ်ဖို့ကိုစိတ်ဝင်စားမှုတွေရှိခဲ့ပေမဲ့ခေါ်ယူဖို့အတွက်ကတော့အတင်းရဲ့ဗန်ဒိုင်းရဲ့အခြေအနေအရအတားဆီးတစ်ခုဖြစ်နေတယ်လို့လည်းသိရပါတယ်။လာမယ့်ရာသီတစ်မှာမာကရက်ရှ်ဖို့တယောက်ပဲအတင်းမှာရောက်ရှိလာမလဲဆိုတော့ဒီနှစ်ဘောလုံးရာသီအပြောင်းရွှေ့အပြီး ဘာကရက်ဖို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးစောင့်ကြည့်သွားမှာဖြစ်ပါတယ်။အမေရိကန်မှာကျင်းပနေတဲ့ FIFA ကလပ်ကပ်ဖလားဘောလုံးပြိုင်ပွဲတွေမတိုင်ခင် Real Madrid အသင်းရဲ့တိုက်စစ်မှု Empire အစာအိမ်ယောဂါဖြစ်ခဲ့ပြီးတော့မိုင်ယာမီမှာရှိတဲ့ဈေးရုံတရုံမှာတက်ရောက်ကူတာခဲ့ရတယ်လို့သိရပါတယ်။ဒါကြောင့်လည်း MVP အနေနဲ့ကလပ်ကပ်ဖလားပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်ဖြစ်တဲ့အဟီလေအတင်းနဲ့ရှင်ပြိုင်ကစားခဲ့တဲ့ပွဲမှာပါဝင်နိုင်ခြင်းမရှိခဲ့သလို ပြီးခဲ့တဲ့ကြာသပတေးနေ့ကတော့ဆေးရုံကဆင်းပြီးတော့ကျန်းမာရေးကောင်းမွန်နေပြီလို့နိပြစာပြီးအလွန်ဆိုက ပြောဆိုထားတာပါကျန်းမာရေးကောင်းလို့လေ့ကျင့်ရေးအစီအစဉ်တွေမှာပြန်ပြီးတော့ပါဝင်ကစားနိုင်နေပေမဲ့ဘပီရဲ့အခြေအနေကစောင့်ကြည့်နေရဆဲဖြစ်ပြီးပါချူကအတင်းနဲ့ပွဲမှာလဲပါဝင်ကစားနိုင်ခြင်းမရှိသလိုအုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဩစတြေးလျကလပ်ဆဲဘက်အသင်းနဲ့ပွဲစဉ်မှာတော့ပြန်ပြီးတော့ပါဝင်နိုင်မယ်လို့နိဗျာစာဘီအလွန်ဆိုကအရေးအမဲပြောဆိုထားတာဖြစ်ပါတယ်။ဗီယက်မတွေ့အသင်းဟာကလပ်ကပဖလားပြိုင်ပွဲအုတ်စု H မှာဩစတြေးလျကလပ်ဆဲဘက်စော်ဒီတိတ်ဒီကလပ်အဟီလေအသင်းနဲ့ မက္ကဆီကိုကလပ်ပါချူကာအသင်းတို့နဲ့တအုပ်စုတဲ့ကြောက်ခဲ့ပြီးတော့အဖွင့်ပွဲစဉ်ဖြစ်အဲဒီလေအသင်းကိုတစ်ဖက်တကိုးစီတည်ရလက်ထွက်ပေါ်ထားတာဖြစ်ပါ Professional ဘောလုံးသမားများအဖွဲ့အစည်း PFA ကချင်းမြင့်တဲ့တနစ်တာအကောင်းဆုံးဘောလုံးသမားစုစကားတင်6ဦးစီးမှာလီဗာပူးအသင်းရဲ့ Egypt တိုက်စီမှုမဟာမက်ဆာလာပါဝင်လာတယ်လို့သိရပါတယ်အသက်33နှစ်ရှိပြီဖြစ်တဲ့လီဗာပူးအသင်းရဲ့ Egypt တိုက်စီမှုမဟာမက်ဆာလာဟာမနစ်ကလီဗာပူးအသင်းနဲ့အတူ တွင်းကို26ကိုကိုထိတွင်းယူပေးခဲ့ပြီးတော့ဂိုးဖန်တီပေးမှု17ကြိမ်ထိပြုလုပ်ထားတာဖြစ်ပါတယ်။လီဗာပူးအသင်းပရီးမီးယားလိအမှတ်ပေးဖလားရရှိအောင်စွမ်းဆောင်ခဲ့တဲ့နေရာမှာမိုဟာမက်ဆာလာကအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့တဲ့တိုက်စစ်မှုတစ်ဦးလည်းဖြစ်ပါတယ်။ PFA ရဲ့တနစ်တာအကောင်ဆုံးကစားမဆုစကားတင်6ဦးစီးမှာမိုဟာမက်ဆာလာနဲ့အတူအသင်းပေါ်မက်အလစ်စတာ ပါဝင်ခဲ့တယ်လို့အာဆင်နယ်အသင်းကဒက်ကလန်ရိုက်နျူကာဆယ်အသင်းကအစ်စနဲ့ ချက်စီအသင်းက၉ပါမှာအပါဝင်မန်ချက်စတာယူနိုက်တက်အသင်းက Bruno Fernandes တို့လည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ PFA ရဲ့တနင်္လာအကောင်းဆုံးကစားမစုပေးပွဲအခမ်းအနားကိုတော့လာမယ့်ဩဂုတ်လ၁၉ရက်နေ့အင်္ဂါနေ့မှာမန်ချက်စတာမြို့မှာကျင်းပသွားမှာလည်းဖြစ်ပါတယ်။